อเคအားလုံးမင်္ဂလာပါဘောနော်ကျွန်တော်ဒီနေ့မှာကျွန်တော်ဒါမျိုးဒါမျိုးမိသည်ကျွန်တော်ပြုပြနေလို့ကျွန်တော်ပြပြပြပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီဘက်ကနေပြီးအရင်လက်ကမ်းမယ်ပေါ့နော်ဒီကောင်းလေးတဲ့ဒီဘေးမှာကောလေးတွေကတ်ထားတယ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီတိုင်းလေးကောလေးတွေတိုင်းလေးရေးပြီးလက်ကမ်းမယ်ပေါ့နော်ဒီကောင်းတော့ဖွင့်ပြီးသားလေးနဲ့တွေ့ပေါ့နော်ဘယ်လိုလက်ကမ်းလဲဆိုကျွန်တော်ပြပြမယ်ဒါမျိုးတန်ကျုံလေးနဲ့ဒါမျိုးတန်ကျုံလေးကျွန်တော်ဒီတိုင်းလေးထိုးလိုက်မယ်ဒီလိုလိုလိုက်မယ်ပေါ့နော် ဒါမှမဟုတ်ဒီထိတ်ကိုအပူကန်းနဲ့လည်းကျွန်တော်တို့တိုးပြီးတော့လုပ်ပြီးလို့ရရပါတော့နော်ပြီးရင်ကျွန်တော်လှက်လိုက်မယ်โอเคလက်ပြရင်ကျွန်တော်ဒီဖုန်းနဲ့ညီညီပါပါတုပ်ပြီးလဲပေါ့နော်ဒီကောင်းလေးကိုလက်ပြီးပေါ့နော်နက်ကနှလုံးပါဘောနော်ဒီမှာနှလုံးဒီမှာနှလုံး ဒီနည်းနည်းတော့ကျွန်တော်လှက်ပြမယ်ပေါ့နော်ချွတ်ပြမယ်ပေါ့နော်ဒီမိဒီရကျွန်တော်တို့တော်တော်မျိုးနှိပ်ကြရတော့မလင်းတော့ဘူးနော်โอเคဒီမဲ့ခလောက်ကဒီပါအောင်နော်နှိပ်ကြရတော့မလင်းတော့ဘူး ပြစ်ချက်ကိုတွေးပြီးပေါ့နော်ကျွန်တော်ဒီကောင်းလေးပေါ့နော်ဒီကောင်းလေးကပြစ်တာပါဒီကောင်းလေးကပြစ်တာပေါ့နော်ခေတားရတဲ့တခဲလေးနှလုံးပေါ့နော်ဒါလီဒီယန်တခဲနှလုံးပေါ့နော်ဒါရလီဒီယန်တခဲနှလုံးမှာဒီဘက်ကတော့ဒါကျွန်တော်တို့အပေါင်းဝါယာဂျိုးလေးပေါ့နော်ဒီလိုတွဲရမှာပေါ့နော်ဒီလီဒီယန်တခဲရတဲ့ဘက်ထရီအပေါင်းဂျိုးလေးပေါ့နော် ကျွန်တော်အနီအောင်ကျိုးဆိုကျွန်တော်ဒီဘက်ထရီပေါင်းကျိုးလေးပေါ့နော်ဘက်ထရီပေါင်းကျိုးလေးကျွန်တော်ဒီဘက်မှာလို့ပြောရမယ်ဒီကောင်လေးကျွန်တော်တို့ဘာရအစပေါ်လိုက်မှာပေါ့နော် Okay ဘာရအစပေါ်ပြီးလိုက်ပေါ့နော်ဘာရအစပေါ်ပြီးကျွန်တော်ဒီတိုင်းတူးကြည့်လိုက်မယ် လူတိုင်းတိုင်းလဲလာမှာပေါ့နော်ခလုတ်ကတယောက်သားမိတို့မိတို့ဟိုထားတာလို့ပေါ့နော်ခလုတ်တစ်ချက်နေလိုက်မယ်မိလေးလဲလာရပေါ့နော်နောက်တစ်ချက်ထပ်နေမယ်โอเคနည်းနည်းမိန်လိုက်ပေါ့နောက်တစ်ချက်ထပ်နောက်တစ်ချက်ထပ်နေမယ်ခုတည်းဒီမှာမိတို့မိတို့နဲ့လင်းလာတာတို့ရတယ်ပေါ့နော်ခုနောက်တစ်ချက်နေလိုက်ပြေးသွားမှာပေါ့နော်ဒီမိလေးလေးကသူက function က3 clock ပါရပေါ့နော်ခလုတ်ကို3 clock နှိပ်ကြရပေါ့နော် ပထမတစ်ချက်ကတားလင်းနဲ့ဒုတိယတစ်ချက်ကမိမိလင်းနဲ့တတိယအချက်ကအဲမိတုံမိတုံလင်းနဲ့ပေါ့နော် Okay ကျွန်တော်တို့ဒီကောင်လေးကိုဒီနေရာမှာကျွန်တော်တို့ခဲကောက်လဲမလို့ရင်းနေကျွန်တော်တို့ဘလို့ဆက်ကမလဲဆိုကျွန်တော်ဒီ wire လေးကိုဒီမှာခြေပြီးလဲလေရတယ်ပေါ့နော်ကျွန်တော်တို့ခဲကောက်မသုံးတော့ဘူးနော်ခဲကောက်သွင်းပါပြောပြောခဲပြုတ်နေမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကောင်လေးကိုအဲမင်းအောင်ခြေပြရမယ်ပေါ့နော်တကယ်ဒီနေရာမှာမမြဲဘူးဆိုရင်ကျွန်တော်တို့ ဒီကောင်လေးကအဲခြေထားတာမမြဲဘူးဆိုရင်ကျွန်တော်တို့မိသီးတွေပဲလှုပ်လိုက်တဲ့ခါကျရင်မိသီးပဲခဏမိမ့်မက်သွားတာမျိုးဖြစ်နေတယ်ပေါ့နော်သူတို့ချင်းဝါရအဆက်တွေပြက်လိုက်ပြက်လိုက်ထိလိုက်ထိလိုက်ပြက်လိုက်နေအဲတိုင်းဖြစ်တယ်တယ်ပေါ့နော်အဲကြောင့်ဒါမြင်အောင်ခြေရမယ်ပေါ့နော်ကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ဝါရဆောက်ကျွန်တော်တို့ဒီလောက်လေးနဲ့မရအောင်ပေါ့နော်တိတိပိုးပြီးတော့ဖော်ပြရမယ်ခေခဲကြုံလာနေပုံပေါ့နော် ခဲကျွမ်းနာနဲ့ကျွန်တော်ဖော်ပေးပြီးသားခဲကျွမ်းနာနဲ့ကျွန်တော်ဖော်ပေးပြီးသားဒီကောင်းလေးတိုင်းချီလိုက်မယ်နှိပ်ကြည့်လိုက်မယ်ပေါ့နော်โอเคနောက်တစ်ချက်ထည့်နေမယ်โอเคနည်းနည်းမြင်ရပါတော့နောက်တစ်ချက်ထည့်နေမယ် မေတုံမေတုံလင်းနေရချက်တက်နေမယ်ဒါဆိုရင်ဒီမီလေးကကောင်းသွားပြီလို့ပြောလို့ရရပါဘောနော်အဲ့တော့ကျွန်တော်ဒီကောင်းလေးကိုကျွန်တော်တိတ်ကလေးပါလေးနည်းနည်းကတ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ဒီတိတ်ကလေးနဲ့ကတ်ပြီးတယ်ဘောနော်ဒီကောင်းလေးလည်းညဲတော့လို့ဘောနော်ဒီဘက်နဲ့တိတ်ကလေးနဲ့အုပ်ပေးလိုက်မယ်ကျွန်တော်တို့တိတ်ကလေးနဲ့မဟုတ်ခင်ဘောနော်အရင်ဆုံးဒီကောင်းလေးကျွန်တော်ဖိုးတိုင်းပြန်မယ်ဘောနော်အဲ့တော့ကျွန်တော်ဒီမီတာလေးယူလိုက်မယ်မီတာလေးယူမီတာရဲ့ဒီဘက်ကအောက်က ဟောမှာအနုလက်တောင်ဆိုင်တယ်ဒုတိယပေါင်းမှာအလေပေါင်းမှာကျွန်တော်အပေါင်းလက်တောင်ဆိုင်ပေါ့နော်ပြီးတိုင်းပြီးကြအောင်ဒီ20လာထားလိုက်ပေါ့နော်ဒီစီဘူး20မှာထားလိုက်ပါဒီဒီစီဘူး20မှာထားပြီးတော့တိုင်းမယ်ဒါကတော့မိတိုင်းလက်တန်းချောင်းပေါ့နော်ဒီမိသားစုကျွန်တော်တို့ထိုင်ခွက်ကလေးကိုကြည့်ပြီးပေါ့နော် 3ဘူးတော့တက်တယ်ပေါ့နော်ခွေ2.7ဘူးပါတော့တက်တယ်ပေါ့နော်ဒါဆို2ဘူးကြော်ကြော်တော့တက်တယ်2 3ဘူးမပြည့်တပြည့်ကြီးတော့တက်တယ်ပေါ့နော်ဒါဆိုဒီတစ်ခဲတစ်လုံးအားပြည့်နေတယ်ဆို4.2ဘူးရှိရမယ်ပေါ့နော်4.2ဘူးရှိတယ်အခုက2.5ဘူးဆိုတော့4.2ဘူးဆိုတာဒီကောင်တဝက်ကြော်ကြော်လောက်ဘက်တရီထဲမှာအားရှိရပေါ့နော်ဘက်တရီထဲမှာတဝက်ကြော်ကြော်လောက်အားရှိနေပါတယ်အားရှိတယ်ပေါ့နော်ဒီကောင်ကဒါကသူက parallel set တာလို့ကျွန်တော်တို့4.2ဘူးတက်တာပေါ့နော် CV ဆက်ရတယ်ဆိုရင်ကျွန်တော်တို့တွေဒီနေရာမှာကျွန်တော်တို့တွေဒီတလုံး4.2ပို့တော့4.2ပို့ချင်း4.2ပို့ချင်းပေါင်းလိုက်တယ်ဆိုရင်နှလုံးဆိုကျွန်တော်တို့ပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့တွေ8.4ကိုရလာမယ်ပေါ့နော်။ညာကသူက parallel ဆက်တာဆိုပို့ကတော့ဒီတိုင်းဒီတိုင်းပဲပေါ့နော်။တလုံးသာပို့ပဲရမယ်ပေါ့နော်။ ambia တောင်းတာမယ်ပေါ့နော်။ CV ဆက်ထားရဲဆိုရင်တော့ CV ဆက်ထားရဲဆိုတော့ကျွန်တော်တို့တွေအဲ ambia ကတော့ဒါတလုံးသာ ambia ပဲ။4ကတော့ကျွန်တော်တို့နှလုံးပို့နှလုံးလုံးပို့ဖြစ်သွားမယ်ပေါ့နော်။ ျွန်တော် series နဲ့ parallel ကြောင်းသိချင်တယ်ဆိုရင်ကျွန်တော်ဒီ video ရဲ့ကျွန်တော်နောက်ဆုံးမှကျွန်တော်ပြပေးထားမယ်အိမ်မှာဝင်ကြည့်သွားလို့ရတယ်ပေါ့နော်ဒီဘက်ကတော့ချောင်းနေနေချောင်းနေပေါ့နော်ကျွန်တော်တိတ်နဲ့ပြန်ကပ်ပေးလိုက်မယ် ီဝိုင်ရတဲ့ဒါဘာကြောင့်ပြုတ်လာလဲကျွန်တော်တို့မီဒီယာကလွတ်လပ်ကြသွားလို့ပဲလွတ်လပ်ကြလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီမီဒီယာဒီတကယ်ကမငြင်းလို့ခလောက်လို့ပေါ့နော်ဘလို့ခလောက်လို့အဲ့တော့ကြောင့်ကျွန်တော်တို့လေဝိုင်ရလေးပြုတ်သွားနေဖြစ်တယ်ပေါ့နော်ဒါမျိုးဝိုင်ရတဲ့အဲ့ဒါကြောင့်လည်းပြုတ်တော့ပါသူဘာသာသူတော့မပြေဘူးပေါ့နော်ဒီမှာဒီဖော်လုံးလေးပဲပေါ့နော်ဒီဖော်လုံးနဲ့တည်းထည့်ပြီးတည်းထည့်ပြီးတာမဟုတ်ပါဘူးတကယ်ကိုငြင်းအောင်ထည့်ပြီးတာပေါ့နော် ပြီးပြန်ဒါမျိုးဆက်ကူလေးကျွန်တော်ထည့်ပြီးပေါ့နော်ပြီးတဲ့ပို့ပြီးညင်လို့ပေါ့နော်ဒါမျိုးဆက်ကူလေးကျွန်တော်ခောက်ပြီးထည့်ပြီးလိုက်မယ်ဘယ်နဲ့ကနှလုံးမပဲပါဘူးเนาะကျွန်တော်နှလုံးလေးသူ original အတိုင်းပဲကျွန်တော်ပြန်တက်ပေးလိုက်မယ် မိသီးလည်းကောင်းလိုက်ပါတော့ပြန်ကျွန်တော်တို့ဒီအဖုံးပြန်အုပ်ပေးလိုက်မယ်ဒီဘုံအုပ်တဲ့နေရာမှာကျွန်တော်တခုပြောချင်တာကဒီတူပေးမှာတန်တော့ဒီမှာကော်တွေပါရပါတော့ဒီကော်တွေပါရတော့ကျွန်တော်တို့အပူကန်းလေးနဲ့ကျွန်တော်ထိုးဖြုတ်ကြရပါတော့ဒါမှမဟုတ်ဆန်းတော့ကျွန်တော်ပြရတိုင်းပဲကြောက်လေးလေးဒီတိုင်းလေးပက်ပြီးတော့ဖြုတ်ပြီးလိုက်ပါတော့အခုကကျွန်တော်ဒီဘုံပြန်တဲ့နေရာမှာလေဒီပေးမှာကျွန်တော်တို့ကော်တွေပဲတောင်းမသုံးနေပါတော့ကော်တွေပဲတော့သုတ်ခဲ့ကျွန်တော်တို့ဒီကောင်ပြန်ပြီးတော့ချွတ်တဲ့ခါကျရင်ဒုက္ခရောက်နိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ ဒီဖုန်းလေးကတလို့တက်လို့ချောင်းနေခဲ့တယ်ဆိုရင်ဒီပြီးမှတိတ်ကလေးတွေပါလေကပ်ပေးလိုက်ပါဦးနော်ဒါမျိုးမီတိတ်လေးနဲ့ကပ်ပေးလိုက်ပါဦးနော်ဒါမျိုးမီတိတ်လေးနဲ့ကပ်ပေးနေရတယ်ဒီဖုန်းလေးကျွန်တော်ချက်ရတယ်ကျွန်တော်တော့မကပ်ပေးလိုက်တော့ဘူးကျွန်တော်ပရိသတ်တွေကပ်ပေးခြင်းနဲ့ကျွန်တော်ကပ်ပေးလိုက်လို့ရရပါဦးနော်ဒီရင်ကျွန်တော်ဖွင့်ကြည့်မယ် ခလောက်ကဒီမှာပေါ့နော်ပြီးကြရင်ကျွန်တော်ဒီကောင်လေးအားစင်ပေါ့လေးကောင်းမကောင်းကျွန်တော်စမ်းပြပေးမှာပေါ့နော်ဘယ်လိုစမ်းမလဲဆိုဒီနေ့ကျွန်တော်ပြောတဲ့နည်းလမ်းနဲ့ကျွန်တော်လိုက်စမ်းကြည့်ပေါ့နော်ဘယ်လိုစမ်းရလဲဆိုကျွန်တော်တို့ကျွန်တော်မိတ်ဆွေတွေဒီတိုင်းကြည့်လိုက်ပါဒါမျိုးဒါမျိုးလေးပေါ့နော်ဒါမျိုးကျွန်တော်တို့မီဒီဒမ်မီယာသွင်းနေကျွန်တော်တို့ဒမ်မီယာသွင်းနေဒါမျိုးခြားခြားတုံးလေးရှိပေါ့နော်ဒီခြားခြားတုံးလေးကိုကျွန်တော်တို့ဒီပေါက်ကနေသူ့ပေါက်နဲ့အတိုက်ပေါ့နော်ဖိုးပေးလိုက် ထိုးပေးပြလိုက်တယ်ဒီမှာမီလေးလင်းနေနေမယ်ဒီမှာမီလေးလင်းလာနေမယ်ကျွန်တော်ပြန်ထိုးပြမယ်ဒီခြားခြားလေးမီလေးကိုကြည့်ပြီးပေါ့နော်โอเคဒီမှာသူမီလေးလင်းလာနေမယ်မီစင်းလေးမီစင်းလင်းနေပြန်ထိုးပြမယ် ဒီမှာမီးခင်းလေးလေးမီးခင်းလေးလေးနဲ့ကြားလည်ဒီအာသင်ပေါက်ကကောင်းတယ်မီးခင်းလေးလေးနဲ့မယ်ဆိုကျွန်တော်အာသင်ပေါက်လေးကောင်းတယ်တက်ခဲလေးကောင်းတယ်အဲကိဒီနေရာမှာကျွန်တော်တို့ထိုးစံလိုက်တဲ့မီးခင်းလေးမလင်းဘူးဆိုကျွန်တော်တို့မီးခင်းတက်ခဲရရှိပြီးမီးခင်းမလင်းဘူးဆိုရင်ဒါဒီကောင်ကပြတ်တာဒီကောင်ကလိုင်းတွေကိုလိုက်စစ်ကြည့်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ထိုးလိုက်လို့ဒီကောင်ကလည်းကောင်းတယ်ဆိုရင်ဒါဆိုတက်ခဲကိုတိုင်ပြီးတက်ခဲအမရှိရင်လည်းဒီမီးရမလင်းဘူးနော်တက်ခဲရရှိမှလည်းလင်းမယ်တက်ခဲရရှိပြီးတော့ကျွန်တော်တို့မလင်းဘူးဆိုရင်ဒီကောင်ဘက်ကိုလိုက်စစ်ကြည့်ပေါ့နော်ဒီသူအာသင် ်အားသူ charging ပိုင်းကိုကျွန်တော်တို့ live site ကြည့်ဖို့လိုတယ် okay ကျွန်တော်တို့ဒီ video ကိုကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်ချင်တယ်ဘုနော်မရှင်းလိုက်ရှင်းလိုက်ကျွန်တော်ဒီ video ရဲ့အောက်က comment မှာမေးလို့ရတယ်အားလုံးပဲမင်္ဂလာရှိသောနေ့တွေဖြစ်ပါစေဗျဒီ video လေးကကျွန်တော်မေးဆွေးရတဲ့အသိပညာပို့သူတော်တစ်စုံတစ်ခုရတယ်ဆိုရင်ကျွန်တော် channel လေးကို like subscribe ပေးခဲ့လို့ရတယ်ဒီ video ကိုကျွန်တော်ဒီမှာပဲအဆုံးသတ်တော့မယ်